ယောဂီတွေကအရင်သူတို့အရင်ဘဝတွေကိုပြန်ကြည့်တဲ့အခါကျတခြားလူမျိုးခြားပါပါလို့ဖြစ်လာတယ်ရှိ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 ပါတယ်ရှိပါတယ်ဘုန်းကြီးကြောင့်မယောဂီဒီကမကြီးတယောက်သူကအတိတ်ဘဝကခရိယံဖြစ်ခဲ့ပူပါတယ်ဒါပေမဲ့အဲ့ဒါကဒုတိယအတိတ်လောကပါပထမအတိတ်တော့မဟုတ်ဘူးဒီတော့သူကဒီပရိစ္ဆေဓမ္မဘက်ကိုရှုလိုက်တဲ့အပိုင်းမှာအတိတ်ဘဝအေကာလိကလမရဏတဏ္ဍာဇောကိုထုတ်ဖောက်ပြီးလှမ်းရှုကြည့်တယ် ွှေ့ကြည့်လိုက်တော့ထုတ်ပေါက်လို့မရဖြစ်နေတယ်အဖြူပြင်းကြီးခံနေတယ်အဲ့ဒီအဖြူပြင်းကြီးခံနေတာကိုနှစ်ရက်ရှုသုံးရက်လောက်ထိရှုလေအဲ့ဒီအဖြူပြင်းကြီးကမပေါက်တော့ကိုယ့်ဘက်ကိုကြည့်လို့မမြင်ဘူးအဖြူပြင်းကြီးကရှေ့ကပင်ကိုင်းခံလို့ခံနေတယ်ခံနေတဲ့အချိန်ကကျတော့ဘုန်းကြီးကသူ့ကိုရှေ့ကြော်သာကြည့်လိုက်ပါသူ့ကိုအဖြူကိုဆက်ပြီးမကြည့်နေတော့လို့ပြောလိုက်တော့မှရှေ့ကြော်ကြည့်လိုက်တော့မှသူကကံတစ်ခုသွားတွေ့တယ်ဘာကံလဲလို့မေးတော့ကြီးတဲ့တော်သူဘုရားနဲ့ ဉာဏ်တော်တစ်ပါးကိုသမောတိလေးတလုံးဆုံးကံကြွလာတဲ့အခါမှာတပိဖုံးပေါ်တင်ပြီးတော့လောင်းလှူနေတဲ့အာယုပေါ်လာတယ်။အဲဒီတော့ဘုန်းကြီးသမောတိစာကျင်လို့ပြောရမှာမဟုတ်နော်။ဟောလှူတာကိုဘုန်းကြီးပြောတာပါနော်။အဲဒီတော့သမောတိလေးတလုံးလှူနေတဲ့အခါကျတော့သူကကျင်းလက်ကြောသူဖြစ်နေတယ်။ဖြစ်နေတဲ့အခါကျတော့ထိုင်ပြီးဝှက်ချဖို့လည်းအချိန်ကတိတ်မမီသလားတော့မပြတ်တတ်ပါဘူးနော်။သူ့မှာကျင်းလက်ကြောသူဖြစ်နေတော့နံပါတ်၁ပညာမတတ်ဘူး။နံပါတ်၂ဆင်းရဲတယ် ်ရှင်ရနဘရင်ကြည့်လိုက်တော့သူဘုရားကိုသူကယုံရှာဆက်ဆုပ်တယ်ယုံရှာဆက်ဆုပ်တော့သူကဘာလုပ်တယ်မြို့ကြီးသူခိပညာတက်မြို့ကြီးသူဖြစ်ခြင်းလဲဆိုပြီးသူကအတိအဆတောင်းတယ်တောင်းလိုက်တဲ့အချိန်ကတော့ဒီဘုရားမှသူမြို့ကြီးသူဖြစ်ပါတဲ့ရန်ကုန်မြို့သူရုံးမြို့သူအဲမြို့ကြီးပဲနော်အဲမြို့ကြီးသူလည်းဖြစ်တယ်နောက်တစ်ခုကခိပညာတက်တဲ့သူအမေဘွဲ့အတိရတော့ပါတယ်နော်အဲ့တော့ခိပညာတက်မြို့ကြီးသူဖြစ်သွားပါတယ်ဖြစ်လိုက်တော့အဲ့ဒီမှာ ခင်ပညာတမျိုးကြီးတွေလို့အတိမှားနေတဲ့သဘောကအဝိဇ္ဇာထိုဘက်ကိုလှမ်းတွဲထားတဲ့သဘောကတဏ္ဍစိတ်ကဆွဲတဲ့သဘောကဥပါဒ။ဒီမောဒီတလုံးလောင်းလှူလိုက်တဲ့ကုသိုလ်စေတနာတွေကသင်္ခါရ။ဒုသင်္ခါရတရားတွေထုတ်ပြန်သွားတဲ့အခါကျင်းခဲ့တဲ့သူမျောနေနေတဲ့ဘဝကိုဖြစ်စေနေတဲ့စွိုင်းကမ္မတ္တိတွေကကံပေါင်းလိုက်တဲ့အဝိဇ္ဇာနဲ့ဥပါဒသင်္ခါရကအကြောင်းကားကိုရှားဖွေရသွားတယ်။ရှားဖွေရလိုက်တဲ့အချိန်ကကျတော့ဒီဘဝမှာတည်ရှိတဲ့ပြိဿနီခန္ဓာ၅ပါးနဲ့အကြောင်းကျဆက်လိုက်တော့ဆက်လို့ရတယ်။ ဒီကံရောက်ဖြစ်တယ်သမောတိတလုံးကြောင့်ဖြစ်တာပဲနော်သမောတိတလုံးကြောင့်မဖြစ်တဲ့ခေပညာတအမျိုးကြီးလူဖြစ်သွားတယ်ဒါကြောင့်သမောတိတလုံးသိအချင်းမသေးတယ်လားအဲခေပညာတအမျိုးကြီးမျိုးကြီးလူတို့ကဖြစ်သွားတယ်ဖြစ်သွားလိုက်တဲ့အချိန်ကကျတော့ဒီအဖြူကဘာလဲဆိုတော့ဘုန်းကြီးကသိကျင်တဲ့အတွက်ဒုတိယအတိတ်ကိုဆက်ပြီးအရှုခံလိုက်တော့မှဒီအကြောင်းကပေါ်လာတယ်ဒုတိယအတိတ်မှသူကခင်ရခင်ရအမျိုးသမီးဖြစ်တဲ့အချိန်ကကျတော့ တို့ခရိယံရဲ့ထုံတန်းစင်လာအတိုင်းတို့ဝါဒနာပါတဲ့စတင်ညောင်းလေးတစ်ခုဆောက်လို့လှူဒန်းတယ်။စတင်ညောင်းလေးဆောက်လို့လှူဒန်းလိုက်တဲ့အပိုင်းမှာဒီစတင်ညောင်းလေးကလှူဒန်းတဲ့အခန္ဓာတစ်ခုကျင်းပလိုက်တော့အပေါ်မျက်နှာရည်တွေလည်းသူကအဖြူတွေဖုံးထားတယ်။ဘေးနိုင်ရည်လည်းအကုန်လုံးပိတ်ဖြူတွေပဲလှည့်ပြီးကန်ထားတယ်ဒါအဖြူကိုသူကနှိမ့်ဆိုင်လို့လည်းတွူပါတယ်။ကန်ထားလိုက်တဲ့အချိန်ကကျတော့အဲ့အခန္ဓာကျင်းပပြီးတော့သူကဆူတောင်းပန်းထွားတာတွေလည်းရှိတယ်။အဲ့ဆူတောင်းပန်းထွားတာတွေကလည်းခရိယံလိုပဲဆူတောင်းပန်းထွားတယ် အဲဒီဆုတောင်းကထာနေတဲ့ဆုတောင်းကလေးကိုတော့ဘုန်းကြီးသူကရွတ်ပြတယ်ဘုန်းကြီးကတော့နားမလဲပါဘူးနော်ကဲအဲဒီကံမှာဘုန်းကြီးဒါဟုတ်ကဲရတာတော့မဟုတ်ဘူးနော်ဒကာကြီးတွေနည်းနည်းလေးသဘောပေါက်အောင်ဘုန်းကြီးပြောတယ်သူတို့ကဖန်ဆင်းခြင်းအတ္တကိုလက်ခံတဲ့ဥပါဒ်ဒါပေမဲ့လို့ဖန်ဆင်းခြင်းအတ္တနဲ့အဖန်ဆင်းခါတဲ့အတ္တကိုလက်ခံနေတဲ့အခါကျတော့ကံကံအကျိုးကိုသူတို့ကယုံကြည်မှုမရှိဘူးမယုံကြည်တာပဲသူကတည်ရင်ပြတ်သွားတယ်ဆိုတဲ့ဥပါဒ်တော့သူ့မှာမရှိဘူးနောက်ထပ်ဘဝတိဆိုတာကိုတော့သူတို့နည်းနည်းလေးမျှော်လင့်တယ် ဒါပေမဲ့သူတို့မျှော်လင့်တဲ့ဘုရားတိကဘုရားမာတာမှာလာတဲ့ဘုရားတိနဲ့မတူဘူး။ဟိုဘုရားတခင်ရဲ့ရင်ဝင်တော်မှာအိပ်ပြော်တော်မူခြင်းဆိုတဲ့ပုံစံမျိုးနဲ့မျှော်လင့်ထားတဲ့မျှော်လင့်ချက်ပဲနော်။ဒါကြောင့်ဒီအယူမှားတဲ့ဝါဒခြံရံပြီးတော့ထူထောင်ထားတဲ့ဒီကံကအကျိုးပေးတဲ့အချိန်ခါမှာဖုံဖုံပြိုပြိုသိပ်ပြီးတော့အကျိုးမပေးနိုင်ဘူး။ရှင်ရဲ့နံပါတ်ရဲ့ကျိလေဒေါသူလေးဘုရားကိုသွားပြီးအကျိုးပေးတယ်။အကျိုးပေးလိုက်တော့ဒီအဖြူကဘယ်ပြက်ကနာလဲလို့မေးစရာရှိတယ်နော်။ပထမဒီ အမျိုးသမီးနေကသင်္ကန်ဤကာလမှာဘာအယုံထင်တယ်လို့လှမ်းပြီးတော့ကြည့်လိုက်တဲ့အခါပြန်ဆွဲကြည့်လိုက်တော့အဲ့ဒီအဖြူရင်ကြီးကတောက်လျှောက်ဖြစ်နေတယ်။တောက်လျှောက်ဖြစ်တဲ့အခါဘယ်လိုလဲလို့မြင်တော့ခုကာလမှာတချို့ပုဂ္ဂိုလ်တွေသင်္ကန်ဤပြုံးတယ်မသိဘူး။မေ့မျောနေတာရင်ပေါင်းတော်တော်ကြားတယ်။အဲ့မေ့မျောနေတဲ့ပုဂ္ဂိုလ်တွေကမသိတယ်လို့မေ့ရင်တော့ဘုန်းကြီးတို့စာရများတော့အပြင်ပြောတာနော်။ဝိတိစိတ်မဖြစ်ဘူးလို့တော့မဆိုလိုဘူး။တွတ်တော့ညာတော့အပြင်ဘုန်းစိတ်ကြီးဖြစ်တဲ့ဖြစ်နေတယ်။ ဝင်စိတ်တင်စိတ်တည်းဖြစ်နေတဲ့ခါကျတော့အဲ့ဒီဝင်စိတ်ကဘာကိုသိနေလို့မေးတော့အဲ့ဒီဒုတိယအတိတ်ဘဝမှာသူကတေဂာတိကာလသူရဲ့မရဏတဏ္ဍဆုံးကိုပြန်စိုက်ကြည့်လိုက်တော့မရဏတဏ္ဍဆုံးမှာသူကြောင်းလှခဲ့တဲ့အဖြူရောအာယုဏ်မိတ်ကလာပေါ်နေတယ်။သူရဲ့မရဏတဏ္ဍဆုံးကဒီအဖြူရောအာယုဏ်မိတ်ကိုလှမ်းပြီးအာယုံယူတဲ့အတွက်သူရဲ့ပရိသန္ဓေစိတ်ကလည်းဒီအဖြူရောကိုပဲအာယုံယူတယ်။ဒါကာမနမိတ်ခေါ်ပါတယ်နော်။ပရိသန္ဓေစိတ်နောက်မှာဘောတျှောက်ဆက်လက်ဖြစ်ပေါ်လာတဲ့ဝင်စိတ်တွေကလည်းဒီအဖြူရောအာယုံကိုပဲလှမ်းသိတယ်။ ်သေကဏိကလည်းကြတော့ဒီဘဝစိတ်တွေကရပ်ပေါင်းများစွာဇက်တက်မိညောနေပုံရတယ်ဇက်တက်ဖြစ်နေတဲ့ခါကျတော့ဒီအဖြူကိုသူကထုတ်ဖို့လို့မရဖြစ်နေရပ်ပေါင်းတော်ခန့်ကြံကြလိမ့်မည်ဘဝစိတ်တွေကအဖြစ်များနေတော့ဘဝစိတ်တွေရဲ့အာယုံဖြစ်တဲ့ဒီအဖြူရောနမိတ်ကြီးကိုလှမ်းပြီးမြင်နေတာဖြစ်ပါတယ်နော်သို့တော့သူ့ရဲ့မရဏတဏ္ဍာဆောရောက်တဲ့အချိန်ကကြတော့မရဏတဏ္ဍာဆောကဖြတ်ခနဲ့ဆိုခဏလေးတော့ခဏပဲဖြစ်လိုက်တယ်အဲဒီဖြစ်လိုက်တဲ့အချိန်ကမှသူကယဟန်တော်တစ်ပါးကိုတည်တည်စွာသမောနီစွာလေးလွန်လှူနေတဲ့အာယုံကသူ့ သကကမရသဆုံးမလာပေါ်တယ်။ပေါ်လိုက်တဲ့အခါကျတော့ဒီဘဝပြိဏာနေကအဲ့ဒီသမောတိလောင်းလှုပ်နေတဲ့ကကာမနမိတ်အာယုလာခြင်းတယ်။ဒီဘဝဘွေစိတ်တကလည်းအဲ့ဒီသမောတိလောင်းလှုပ်တဲ့ကာမနမိတ်အာယုပဲ။အဲ့ဒါတခါကြီးမေးတယ်ခန္ဓာမေးကဘယ်လိုပါလဲပြေတော်သွားပြီ။ဒကမကြီးဟောဟင်ဘာသာအဲဘာသာကျအဲ့ဒါကြောင့်ခရိယံလဲသူတို့မှဒီလိုသီလမျိုးကြတော့သူတို့စရိတ္တမိကခေါ်ပါတယ်နော်။ သူတို့မှလည်းသူတို့နဲ့ထိတ်တန်တဲ့ကိုချင်းသီလအဖြစ်စင်နာလေးတွေထိုင်ရရှိထားပါတယ်နော်ဘုရားဘာသာနဲ့ညှဉ်းဆဲခြင်းမတူတာလေးတခုပဲရှိပါတယ်ဘုန်းကြီးတစ်ချိန်လုံးကပေါ့လေလွန်ခဲ့တဲ့1 90ပေါင်းချင်းလောက်ကကဘာအေးမှာဘုန်းကြီးတို့အင်္ဂလိပ်စာသင်နေတော့ဆိုကြပါစို့အဲဒီမှာအမေရိကန်ခရီးယံဘုန်းကြီးတစ်ပါးအမေရိကန်ကဗမာပြည်အလယ်လိုင်းရဲ့လည်းသူတို့တန်ခတ်တက္ကသိုလ်မှာလာပြီးဟောပြောပွဲတခုလုပ်တယ်ဟောပြောပွဲတခုလုပ်တဲ့အခါမှာသူကဘာပြောလဲဆိုတော့ဘုရားဘာသာမှာ သီလကျင့်စဉ်ဒီဟာကျွန်တော်လေးအစဉ်မြင်တဲ့အကြောင်းဖြူစဉ်တဲ့အကြောင်းပြောသွားတယ်။ပြောသွားတော့ခရိယံမကောသီလကျင့်စဉ်မရှိဘူးလားလို့သူကမေးကြည့်လိုက်တော့သူကပါပြောလဲ။ခရိယံမှာသီလကျင့်စဉ်ဘုဒ္ဓဘာသာတွေကခုတ်ချထားတာနည်းနည်းပါးပါးရှိပါတယ်။သူကအဲ့လိုပဲပြောတာ။ဒါကြောင့်တကယ်ဖြူစဉ်တဲ့သီလမဟုတ်ဘူးဆိုလိုတာကဖြူစဉ်တဲ့သီလမဟုတ်တဲ့အတွက်ဒီသမောသီးတစ်လုံးဟာသရဏတန်တန်နဲ့ပြုထားရင် လူချမ်းသာနဲ့ချမ်းသာနိဗ္ဗာန်ချမ်းသာအထိအကျိုးပေးနိုင်တဲ့စွမ်းအားရှိတယ်။ဒါပေမဲ့သူ့ရဲ့ကိုကျင့်သီလကြီးကသိအလွန်ကြီးအစ်စ်မြင့်မုံတော့မရဘူးအထက်လျောက်ကဖြူစင်နေမယ်။ဆလိုတန်ကသူတို့ပဏိဘာတကံကိုသူကဘာမှထက်ခီးမစားမိုးကြောခိုင်းနေတဲ့သဘောဟာစားဖို့ရအတွက်ဘုရားသခင်ကဖန်ဆင်းပေးထားတာဆိုပြီးဒီလိုအယူဆကရှိနေတယ်။ဒီတိရိစ္ဆာန်တွေကိုတတ်တာကိုသူတို့မှအပြစ်ရှိတယ်လို့မမြင်ဘူး။စသဖြင့်ဒီလိုအယူမှားတွေကလည်းခြံရံထက်တော့သူတို့သီလတွေမှာပိုးထိုးနေတယ်။ဘုရင်မှာဒီအကြောင်းကဘုရင်ရတော့ပိုးမထိုးပါဘူး။ ဘိုးဘယ်ကိုပို့ထုတ်နိုင်လို့ဖြစ်ဘိုးတိကကောင်းကောင်းမသိနိုင်သလိုပဲဟုတ်တယ်မလားတို့ရဲ့ကိုကျင့်သီလတွေမှာကသိမ့်ပြီးပို့ထုတ်နေတဲ့အခါကျတော့သီလကသိဆွမ်းရင်မကောင်းဘူးအယူဝါဒကလည်းမှားနေတယ်မှားနေတဲ့အတွက်သူ့ရဲ့ဌာနကံဒီအစ်စ်နှိမ့်သွားတယ်အကျိုးပေးတဲ့အခါအဲဒီလိုဖြစ်သွားတယ်ကဲကဲနောက်တော့ဗမေ